င်ပေးသမျှအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်းချက်နဲ့မှာဒီကနေ့မက်ရှလာ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတစမှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစမှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြေတရက်ကန်အပ်ပါတယ်ခင်ဗျာခုတက်ကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်တကစစ်မှုထန်ခိုင်းရန်မိဘမဲ့အကြောင်းနဲ့ဘုံကြီးအကြောင်းမှလူငယ်များရဲ့စည်ရင်ကိုပါကောက်ခံနေပြီးတော့စစ်တပ်နဲ့တိုက်ရမဲ့လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်းသိမ်းမှုတွေလုံဆောင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ။ပဲခူးတိုင်းပြည်မျိုးမှာချမ်ဘက်စတက်ကစမှုထမ်းရတော့မိဘမဲ့ချောင်းများနဲ့ဘုံကြီးချောင်းမှာနေတိုင်းတဲ့လူငယ်များရဲ့စည်ရင်များကိုပါလိုက်လံကောက်ခံနေတယ်လို့ဒေသနေပြည်သူတွေကပြောဆိုပါတယ်။ယခုမန်ချလာပိုင်းမှာစတင်ကပြည်မျိုးပေါ်မှာချမ်ဘက်စကောင်းစီရဲ့မျိုးနယ်ပြည်သူစမှုထမ်းစင်ခေါ်ရေးဖွဲ့ရဲ့ညွန်ကြားချက်နဲ့မိဘမဲ့ချောင်းများနဲ့ဘုံကြီးချောင်းမှာနေတိုင်းတဲ့လူငယ်များကိုပါစမှုထမ်းရန်အမည်စည်ရင်လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်းဒါပြင်ထိုကဲ့သို့ဇေယျကောက်ခံမှုနဲ့တူစမှုထိုင်ရမယ့်လူငယ်များထွက်ပြေးမှုကိုစိုးရိမ်တာကြောင့်လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်းသိမ်းပြီးစစ်သည်တို့ပို့ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ အခုပြည်မျိုးပေါ်ကဘုံကြီးကျောင်းထဲမှာနေထိုင်တဲ့လူငယ်တွေနဲ့မိဘမဲ့အကြောင်းကလူငယ်တွေရဲ့အမိစေးတွေကိုဓာဆိုင်ရရကွာအုပ်ချုပ်ရင်မှုတွေနဲ့ထွေးဥစေးတွေကဒီရဘိုင်းမှာကောက်ယူသွားတယ်လို့သိရတယ်။တချို့ကိုကျောင်းထဲမှာလိုက်ကောက်တယ်။တချို့ကျောင်းတွေကျတော့သွားကောက်ရင်ထပြေးမှာဆိုလို့ဇယင်းတွေကိုရကွာအတွင်းကဆယ်ရင်မှုရာရင်မှုထွေးဥနဲ့ဇယင်းမတွေကရကွာရုံမှာပဲကိုယ်တိုင်ဇယင်းပြိုးစုံနေတယ်လို့သိရတယ်လို့ဒေသနေပြည်သူတဦးကပြောဆိုပါတယ်။ဒါပြင်ရကုံမျိုးကမာယုံမျိုးနဲ့လဲတန်းမှာလဲလူမိုက်ဖွဲ့များကစမှုထန်ခိုင်းရန်ဖန်ဆီးထားတဲ့လူငယ်များကို မျောနဲ့ထွက်ကိုရုံးမှမပွန့်တင်စစေးချက်ရာယူကစက်တက်တဲ့သူပိုးဆောင်နေတယ်လို့ဒေသနေပြည်သူတွေကပြောဆိုပါတယ်။ယခုမချလာပိုင်းမှာစတင်ကကမာယုံမျိုးနဲ့လဲတန်းမှာအကြမ်းမဲ့စက်တက်ကလူငယ်များကိုပေါ်တာဆော့ရဖမ်းဆီးရန်လှုပ်ထားတဲ့လူမိုက်များကလူသွားလူလာပြတ်တဲ့နေရာများမှာအင်စည်းကားများနဲ့စောင်းချိုဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ထို့သို့ပေါ်တာဆော့ရဖမ်းဆီးထားတဲ့လူငယ်များကိုနနတော်တရားဆင်းမှရှိတဲ့မျိုးနွယ်ထွက်ကိုရုံးမှခေတ္တထိမ့်သိမ့်ပြီးတော့စမှုထိုင်းရန်အကြမ်းမဲ့စက်တက်ရဲ့စကားစုဆောင်ရေးတပ်များထံသို့ပို့ဆောင်နေခြင်းဖြစ်ကြောင်းတို့ကဲတို့ပေါ်တာဆော့ရဖမ်းဆီးပေးထားတဲ့လူမိုက်များကိုလည်း စတကလုံငယ်တအူဖန်စီပေးနိုင်ပါကငွေကျပ်3သိန်းပေးဆောင်ကြောင်းသိရှိရပါတယ်။လဲထမ်းမှာလုံငယ်တွေစတိုက်ပေါ်တာဆိုရင်ဖန်စီခံနေရတယ်။ရုပ်ပြက်စင်းပြက်ကိုလိုက်ဖန်နေတာ။အခုကပေါ်တင်လို့ဖြစ်လာပြီ။ကားပေါ်ကိုဆွဲဆွဲပြီးတော့တင်သွားတာ။သူတို့ကအဲ့လိုပေါ်တာဆွဲပြီးရတဲ့နနတော်တရားစင်းကထိုးရုံကိုခေါ်သွားတယ်။အဲ့ဒီရုံမှာသူတို့ဆွဲထားတဲ့သူတွေအပြေပဲ။ပေါ်တာဆွဲဖန်စီပေးတဲ့လူမိုက်တွေကိုလည်းတယောက်ရရင်3သိန်းပေးတယ်လို့သိရတယ်လို့လဲထမ်းမှာနေတိုင်းနဲ့ကမာယိုးမျိုးနဲ့ဆိုင်ရာဗရာဟိတာဖွဲ့ဝင်တဦးကပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ KNDF ဒုစရိုက်အုပ်စုချုပ်မှစစ်တုံးမှန်များနဲ့လက်နက်ခဲယမ်းများရရှိတဲ့သတင်းထုတ်ပေါ်များကိုထုတ်ပေါ်ပြသတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ KNDB နဲ့ပေါ်လကဲမြို့မှာရှိတဲ့စကောင်းစီအခြေဆိုင်စခန်းများတရင်များကို KNDB တပေါင်းစုကတိုက်ခိုက်နေပြီးတော့တိုက်ပွဲများပြင်းထန်ကနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိနေပါတယ်။မတ်လ19ရက်မှာ KNDB ပူပေါင်းတပ်ကပေါ်လကဲမြို့မှာရှိတဲ့အချမ်းဘက်စကောင်းစီအခြေဆိုင်နေရာတချို့ကိုထိုးစစ်ဆင်ခဲ့ရမှာမတ်လ12ရက်နေ့တိုက်ပွဲများပြင်းထန်နေတယ်လို့ဆိုပါတယ်။မင်းတို့တောင်းတလုံးတော့လဲတင်ပေးရတာပေါ့။ပေါ်လကဲမှာဘာတွေဖြစ်နေလဲဆိုတာ ငါတက်ငါတို့လာတက်တို့ဘာတွေဖြစ်နေလဲဆိုတာမင်းတို့ရဲ့ view အမှုကိုအမေးကြည့်ပေါ့နောက်ပြီးဘာကမျိုးမင်းတို့ရဲ့မျိုးဆွေများလဲဒီပီလာမတည်သေးဘူးလားတော့မပြောတဲ့မတည်သေးရင်လည်းဘုံကြီးပင်လိုက်ပါအောင်လို့လမ်းပြောပြရစေလို့ကရင်ညမျိုးသားများကကွယ်ရေးတက် KNDF ဒုတိယစေဦးစီးချုပ်မာဝီမှ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ30မတ်လ21ရက်နေ့ညပိုင်းမှာပေါ်လခဲတိုက်ပေါ်နဲ့ပတ်သက်လို့ရေးသားဖော်ပြပါတယ်။ဒါပြင် KNDF ဒုစစ်ဦးစီးချုပ်မှတရင်တပ်ပုံ၄ပုံကိုလည်းမျှဝေထားရမှာစကောင်းစီတပ်မှလက်နက်မျိုးစုံ၁၈လက်ခဲရဲနဲ့စစ်တုံးပစ္စည်းများတင်ဆက်ရရှိထားမှုများ ဇတုံမန်ခုနှစ်ဦးကိုဖမ်းဆီးထားမှုနဲ့တူချေလျင်တဲ့ဒုတက်ရင်မှုအစင်းဖြစ်တဲ့ဘုံမူတအူးရဲ့လက်မောင်းပေါ်မှာအပွင့်ခတ်ထပ်ပုံလို့ပါဝင်တာကိုတွေ့ရပါတယ်။ခင်းနီပြည်နယ်ရဲ့အလဲဘိုးချားမှာရှိတဲ့ဘော်လကဲမြို့ကိုခင်းနီတပေါင်းစုကဒုဆက်ဆင်တိုက်ခိုက်ရမှာပူပေါင်းတပ်မှတပိုးဝင်တချို့ထိခိုက်ကြဆုံးမှုလည်းရှိပါတယ်။ KNDF နဲ့ KA ကရဲဘော်လေးဦးချထားတယ်။ထိခိုက်တဲ့သူလည်းရှိတယ်လို့ခင်းနီရဲဘော်တအူးကပြောပါတယ်။ဘော်လကဲမြို့မှာရှိတဲ့စကောင်းစီစကမ်းများတရဲများကိုတိုက်ခိုက်နေမှုကို KNDF နဲ့ဘော်လကဲချေဆိုင်ဗီဒိုကဝေးတက်တန်ဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်။ အခုခမ်းမရ95ကဇခခနဲ့လောက်ခံလာတဲဆိုတာကပဲခူးတိုင်းခြေဆိုင်ဓမ္မ66လောက်ခံခါလိုက်ရတဲ့ပါဘော်လကဲမှာမျိုးဆောင်တက်တဲ့အပြင်အင်အား900လောက်ထပ်ဖြည့်ထားတာရှိတယ်လို့ဂင်းဒီစစ်ပတ်တရင်ရေးမြစ်ကပြောဆိုပါတယ်ဒါအပြင်စစ်ပတ်တရင်ချက်လက်များရဘော်လကဲမျိုးမှာခြေချစစ်ပြူဟာခမ်းမရ၄နှစ်ကိုခမ်းမရ၄30နဲ့ခါလိုက်ရ3ခုခုလို့ရှိတဲ့ပြင်ရှမ်းပြည်နယ်ခြေဆိုင်စစ်စင်ရေကိုကမှုဌာနချုပ်ဇခခနဲ့လောက်ခံတရင်တချို့ကိုပါအင်အားထပ်ဖြည့်ထားပါတယ်လက်ရှိဂင်းဒီပြည်နယ်မှာမိုးရဲမျိုးအပါဝင် ကေတင်းပိုက်ထားတဲ့ထိုင်းကရင်နေဇက်တိသားတွေမှာတိုက်ပွဲများအပြင်းထန်နေပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ပါတော့။အမေရိကန်ဆိုးရွားကပြင်းနေလိုက်တဲ့မြန်မာနှုတ်ကိုလက်ခံမယ်လို့စကောင်းစကားထုတ်ပြန်ပြီးရာဇဝဲမှုဂျိုးလုံးနဲ့မြန်မာတချို့ကိုပြန်ပို့ခြင်းဖြစ်နိုင်တယ်လို့အမေရိကန်ရောက်မြန်မာများပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအမေရိကန်ဆိုးရွားကပြင်းနေလိုက်တဲ့မြန်မာနှုတ်ကိုလက်ခံမှာဖြစ်တယ်လို့အချမ်းပတ်စကောင်းစကားဒီကနေ့သတင်းထုတ်ပြန်ပါမယ်။လက်ရှိတမနာထွန်းအုပ်ဆောင်တဲ့အမေရိကန်ဆိုးရွားတဲ့ရဲ့အုပ်စားပေးမှုဝါဒရလူဝဲမှုကြီးကြပ်ရေးစီမံစည်းကမ်းများနဲ့ညီဆောင်သူများ ပြင်းမှုကျူးလွန်ထားတဲ့နိုင်ငံခြားသားများကိုပြည်နယ်လျက်ရှိအောင်အမေရိကန်ကပြည်နယ်လိုက်တဲ့မြန်မာနှုတ်ကိုဂျမ်ဘက်စခုံးစကလက်ခံမှာဖြစ်ကြောင်းအဆိုပါပြည်နယ်ခံရသူနှုတ်ဟာမတ်လ19ရက်နေ့နဲ့မတ်လ28ရက်နေ့တို့မှာလေချောင်းခရီးနဲ့မြန်မာနိုင်ငံသို့တရားစီရောက်ရှိမှာဖြစ်တယ်လို့စခုံးစကထုတ်ပြန်ပါတယ်တို့ရမှာအမေရိကန်ရောက်မြန်မာအများစုကတော့ရာဇဝမှုတွေကျူးလွန်နေအမေရိကန်ရောက်ရွှေပြောင်းနေထိုင်သူများကိုအမေရိကန်အစိုးရဆက်ဆက်ကမကြာခဏဆွတ်တလို့မူရင်းမိခင်နိုင်ငံများသို့ပြန်လည်ပို့ဆောင်မှုတွေရှိကြောင်းထို့ကဲ့သို့ပို့ဆောင်ခံရသူများလည်း တဆိုင်ရာအမေရိကန်တရားရုံးကပြန်လည်ပို့ဆောင်ရန်မိန့်ချထားသူများဖြစ်ကြောင်းပို့ခွင့်ရတဲ့မြန်မာနှုတ်ဆိုဒီမှာလည်းရာဇဝဲမှုဆိုင်ရာဖြစ်ချက်ရှိသူများဖြစ်နိုင်ကြောင်းပြောဆိုပါတယ်အခုပြန်ပို့တယ်ဆိုတာကရာဇဝဲမှုကျူးလွန်ရင်တော့ဘလို့ရွှေပြောင်းနိုင်ငံသားကိုမဆိုအမေရိကန်ကပြန်ပို့တာကရင်ကလေးကရှိပါတယ်အခုတမရထရန်လက်ထက်မှာမဟုတ်ပါဘူးနောက်ပြီးဥပမာဂရင်းကဲရထားတဲ့သူတွေဆိုရင်တော့ပြင်းမှုကျူးလွန်ရင်တော့မူရင်းမိခင်နိုင်ငံကိုပြန်ပို့ပါတယ်အမေရိကန်နိုင်ငံသားဖြစ်သွားရင်တော့အဲဒီလိုပြန်မပို့တော့ဘူးအခုပြန်ပို့တဲ့မြန်မာနှုတ်ဆိုတာကလည်းဘယ်သူတွေလဲဆိုတာမသိရသေးဘူး ဒါပေမဲ့ဖြစ်နိုင်တာကတော့ဖြစ်မှုတစ်ခုခုချိုးလွန်ထားတဲ့အမြဲတမ်းနေထိုင်ခွင့် green card ခိုင်ဆောင်ထားသူလည်းဖြစ်နိုင်တယ်လို့ခိုးလုံခွင့်တောင်းသူတွေလည်းဖြစ်နိုင်ပါတယ်အမေရိကန်ကိုလာရင်းနဲ့ visa ချိုးလို့နေထိုင်သူတွေလည်းဖြစ်နိုင်ပါတယ်နောက်ပြီးဒါပေမဲ့လည်းဒီလိုအမေရိကန်ရောက်နေတဲ့ရွှေပြောင်းနေထိုင်သူတွေကိုအခုလိုပြန်ပို့ဖို့ဆိုတာကလွယ်ကူတဲ့ process တော့မဟုတ်ပါဘူးဒီတော့တဆိုင်ရာတရားရုံးတွေရဲ့ review ချက်နဲ့တရားသူကြီးတွေရဲ့အမိန်ချမှတ်မှုတွေလည်းလိုအပ်ပါတယ်လို့အမေရိကန်ရောက်မြန်မာနိုင်ငံသားတဦးကတုံ့တက်ပြောဆိုပါတယ်လက်ရှိအမေရိကန်ပြည်ထောင်စုမှာမြန်မာနိုင်ငံရဲ့လှုပ်ရှားသူများစွာရောက်ရှိခိုးလုံပြီး မျိုးတော်လည်းရေးမှာထောက်ပို့အများဖြင့်ဆက်လက်ပါဝင်လျက်ရှိအောင်တမရာထွန်းအစိုးရရဲ့ပြောင်းလဲလာတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒများကမြန်မာနိုင်ငံရဲ့လှူရှားသူများပေါ်တစုံတရာဖိအားတက်ရောက်မှုတွေရှိနေတယ်လို့အမေရိကန်ရောက်မြန်မာများကသုံးသပ်ပြောဆိုပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းလည်းတင်ပါတော့မြန်မာနိုင်ငံမှာစစ်တပ်ကအချမ်းဖတ်တိုက်ခိုက်မှုများမလုံဆောင်ပဲတဘောရာကွယ်လွဲသူများကသာအချမ်းဖတ်မှုတွေလုပ်နေတယ်လို့မင်းအောင်လည်းပြောတာရေဟိုတတာပြောရရင်တင်းငင်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့အတိုင်းပြည်ဖြစ်နေတယ်လို့အချမ်းဖတ်စစ်ကောင်ဆောင်ပြောဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ မြန်မာနိုင်ငံတော်မှာစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုများကိုလုံဆောင်ခြင်းမရှိဘဲသဘောထားခွဲလွဲသူများကသာစမ်းချင်မှုတွေလုပ်ရန်အကြမ်းဖက်မှုတွေလုပ်နေခြင်းဖြစ်တယ်လို့အကြမ်းဖက်အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်နိုင်ကပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံကနေပြည်တော်မှာပြုလုပ်တဲ့2025အလွန်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုဆိုးနွေးပွဲမှာမင်းအောင်နိုင်ကထိုကဲ့သို့ပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်အခြေအမှုပြပြနေပြီးအကြမ်းဖက်တိုက်ခိုက်မှုများကိုစစ်တပ်ကလုံဆောင်ခြင်းမရှိကြောင်းဒါဟာသဘောထားခွဲလွဲသူများကသာစမ်းချင်မှုတွေလုပ်ရန်အကြမ်းဖက်မှုတွေလုံဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးနဲ့လုံခြုံရေးရာတင်းကျပ်ရေးချမ်းမှုမရှိတာကြောင့်ရင်းနှီးမြုံနှံမှုများမလာတော့ကြောင်း၎င်းကဆိုပါတယ်။အခုလုံခြုံရေးနဲ့ပတ်သက်လို့တိုင်းပြည်မှာတင်းကျပ်ရေးချမ်းမှုတွေပြပြနေတာတွေရှိပါတယ်။ကျွန်တော်တို့ကဒီချမ်းပတ်တက်ခတ်မှုတွေကိုကျွန်တော်တို့လုပ်တာမဟုတ်ပါဘူး။ဒါတွေကသဘောထားကိုလဲသူတွေကနေပြီးတော့စမ်းကျင်ဖို့အတွက်ချမ်းပတ်မှုတွေကိုလှုပ်လာခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးရာတင်းကျပ်ရေးချမ်းမှုမရှိရင်ရင်းနှီးမြုံနှံမှုဘလို့မှလာဖို့အကြောင်းမရှိဘူး။ဟိုနာဆူဆူဘူဒီနာဆူဆူဘူဖြစ်ဆိုရင်လည်းနိုင်ငံရေးရာဖြစ်လို့ရှိရင်လည်းတော်တော်လေးနောက်တော့နေမှာ။နောက်ပြီးဒီလိုပဲချမ်းပတ်မှုတွေတက်ခတ်မှုတွေရှိနေရင်လည်း ရင်းနှီးနှုံးနှံမှုတွေဘလို့မှလာနိုင်စရာအကြောင်းမရှိဘူးလို့ချမ်ပတ်မင်းအောင်လင်ကရှင်းပြပါတယ်။ဒါပြင်မင်းအောင်လင်ကစတက်နေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီးရိုးရိုးသားသားပြောရမယ်ဆိုရင်ဒီငင်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်ချင်ပြီဖြစ်ကြောင်း။တိုင်းရင်းသားများအနေဖြင့်ပြောနေတဲ့အခွင့်အရေးများလည်းရှိနေကြောင်း။ဒါကြောင့်ဖြစ်တင်ဖြစ်တိုက်တာကိုပေးမှဖြစ်ပြီးလို့လို့နမလိုက်နိုင်တာကြောင့်အကုန်လုံးမပေးနိုင်ကြောင်း၎င်းကဆိုပါတယ်။နိုင်ငံရေးမှလည်းကျွန်တော်တို့တမတော်ကပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံတယ်လို့ပြောပြတာဖြစ်ပါတယ်။2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ 2020ရွေးကောက်ပွဲတွေမှာလည်းအားလုံးပါဝင်ပေးခဲ့ပါတယ်။ရိုးရိုးတာတာပါ။အခုလဲကျွန်တော်ရိုးရိုးတာတာပြောတာပါ။နောက်ပြီးတကယ်လဲကျွန်တော်တို့ဒိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့ဒိုင်းပြည်ဖြစ်ချင်ပါတယ်။ထို့တူပဲဒိုင်းရင်သားတွေပြောနေတဲ့အခွင့်အရေးတွေလည်းဒါတွေလည်းတော်တော်လေးရှိပါတယ်။ဒိုင်းနဲ့ပတ်သက်လို့ရှိရင်လဲကျွန်တော်တို့ကတော့နိုင်ငံရေးမျှော်မှန်းချက်မှာပေးထားတာတွေရှိပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကျွန်တော်တို့ပေးခဲ့တာရှိပါတယ်။ဖက်ဒရယ်အခွင့်အရေးတွေပေးဖို့ဆင်သင့်ရှိတယ်။သို့တော်လည်းတူထိုက်တဲ့နယ်ဟာပေါ့။ဒါတွေတော့သွားရမှာပေါ့။ လူဆိုတာတော့ဖြစ်ချင်တာအများကြီးရှိတာပေါ့ကျွန်တော်တို့ဖြစ်ချင်တာတွေလည်းရှိတယ်ခမားတို့လည်းဖြစ်ချင်တာတွေရှိတယ်လို့လို့နမလိုက်နိုင်ဆိုတလို့အကုန်လုံးတော့မဖြစ်နိုင်ဘူးဖြစ်တဲ့ဖြစ်တိုက်တာတော့ဖြည့်အောင်ဥပဒေရာသွားရမယ်အများကြီးအဆုံးဖြတ်ချက်နဲ့သွားရမယ်ဒါတွေကနိုင်ငံရေးပါပဲဒီလိုသွားနိုင်ဖို့ဆိုရင်ဒီမိုကရေစီလက်ခံနေဆိုရင်အခုကျွန်တော်တို့ကပါတီစုံဒီမိုကရေစီပြည်သူကတောင်းဆိုတယ်ဆိုတာလေပြည်သူကတောင်းဆိုတာလေဒီမိုကရေစီသွားမယ်ဆိုလို့ရှိရင်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဒီမိုကရေစီနီလန်းတကြပဲဆောင်ရွက်ဖို့လိုတယ်လို့မင်းအောင်လည်းကဆိုပါတယ် ဒါပြင်ဂျာမန်စကောင်းဆောင်မယောင်းလင်က2025လို့မြန်မာနိုင်ငံရဲ့စင်ခေါ်မှုဇိုးနေပွဲမှာမြန်မာနိုင်ငံမှာအုံဝင်နဲ့ဆက်လက်လျှောက်လှိုင်းရမယ့်အနာဂတ်စစ်စင်များရနိုင်ရန်မျှော်မှန်းထားတယ်လို့လည်းထုတ်ပေါ်ပြောဆိုပါတယ်။နောက်တစ်ထပ်မှတက်ဆက်ပေးခြင်းတဲ့တရင်ကတော့ဆေးဥစုထံလက်နက်ရောင်းချနေတဲ့အိန္ဒိယဆက်လက်နက်ကုမ္ပဏီထံမှရင်းနှီးမြှုပ်နှံမှုများကိုဆွေးတင်ပင်ဆင်ရန်ပုံငွေအဖွဲ့ပြန်လည်ရုပ်သိမ်းနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဆေးဥစုထံဆက်လက်နက်ရောင်းချနေတဲ့အိန္ဒိယဆက်လက်နက်ကုမ္ပဏီကိုရေးရုတဲ့အနေနဲ့၎င်းတို့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံထားတဲ့ရှယ်ယာများကိုပြန်လည်ထုတ်ယူပြီး ရင်းနှီးမြှုပ်နှံမှုစီးရင်မှထုတ်ပယ်လိုက်တယ်လို့ဆိုရင်ပင်စင်ရန်ပုံငွေအဖွဲ့ရဲ့ဂျုံဝင်းဆိုင်ရာကောင်စီရဲ့စီးရင်ကန်စာများရာသိရပါတယ်။ထို့သောအိန္ဒိယဘီရဲ့လက်နက်ကုမ္ပဏီကဆိုရင်ပင်စင်ရန်ပုံငွေရင်းနှီးမြှုပ်နှံမှုစီးရင်မှထုတ်ပယ်လိုက်တဲ့ပေါ်ကြိုးဆိုတယ်လို့ Justice for Myanmar JFN ကထုတ်ပြန်လိုက်ပြီးဘီရဲ့ကုမ္ပဏီဟာမြန်မာဆဲဥစုရဲ့စီးရင်ရများအတွက်ရေဒါစနစ်များလေကြောင်းရန်ကာကွယ်ရေးနဲ့ဆက်လက်နဲ့ထိုင်စခန်းများရေဒီယိုစနစ်များနဲ့စက်ပစ္စည်းကိရိယာများကိုရောင်းချပေးခဲ့တယ်လို့၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါပြင်ဘီအီရာ2023ခုနှစ်ဧပြီလထိ6လတာကာလအတွင်းမှာပဲအမေရိကန်ဒေါ်လာ9တန်းကျော်ဘူးဆက်လက်နေပစ္စည်းများကိုမြန်မာစက်တက်တံလွှဲပြောင်းရောင်းချခဲ့တယ်လို့မကြာသေးခင်2024ခုနှစ်မတ်လမှာလဲမြန်မာစက်တက်တွက်ဒုံပန်းမြန်ဆောင်ကြည့်ထောက်လန်းရေးရေထားမှာအသုံးပြုတဲ့ထင်းကျုံရေကရိယာတစုံကိုလွှဲပြောင်းရောင်းချထားတယ်လို့ JF ကဆိုပါတယ်။ဒါပြင်စူဒင်ပင်စင်ရန်ပုံငွေ AP2 ရဲ့2024ဇူလိုင်လနိုင်ငံသားရှယ်ယာများဆိုင်ရာထုတ်ပြန်ချက်များအရဘီရဲ့ကုမ္ပဏီမှာစူဒင်ကိုရိုနာ359တန်းကျော်ရှယ်ယာများပိုင်ဆိုင်ထားပြီး အဆိုပါယင်းနီးမြုံနှံမှုများကိုယခုကပြန်လည်ရုပ်သိမ်းထားပြီးဖြစ်တယ်လို့သိရပါတယ်။ဂျုံဝဲဆိုင်ရာကောင်စီရဲ့အစိပ်ပိုင်းမဟုတ်တဲ့ဆူတင်ရမုံငွေဖွဲ့ AP7 ကတော့ဘေးရမှာဆူတင်ကိုရိုနာ289တန်းကျော်တန်ဖိုးရှယ်ယာများကိုဆက်လက်ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။အခုမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုနှစ်ပေါင်းများစွာအားပေးကူညီလာခဲ့တဲ့ဘေးရကုမ္ပဏီကိုယင်းနီးမြုံနှံမှုစည်ရင်ကဖယ်ထုတ်ခဲ့တဲ့ဆူတင်ပင်စင်ရမုံငွေရဲ့လုံဆောင်ချက်ကိုကျွန်တော်တို့ကြိုးဆိုပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမဲရနာမောင်ကဆိုပါတယ်။ အခုဒီဆုံးဖြတ်ချက်ကမြန်မာစစ်တပ်နဲ့လုပ်တဲ့စစ်ပွားရေးလုပ်ငန်းရှင်တွေဟာနိုင်ငံတကာဥပဒေတွေကိုစမ်းကြည့်အောင်တာမကဇိုးရွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်းဖြစ်တယ်ဆိုတာကိုဘီရဲ့ကုမ္ပဏီကိုပြတ်သားတဲ့သတင်းစကားပါလိုက်တာဖြစ်ပါတယ်။ဒါပြင် AP7 နဲ့တခြားသောဘီရဲ့ရင်းနှီးမြှုပ်နှံသူအားလုံးနေနဲ့လည်းအခုလိုမျိုးလိုက်ပါလုံးဆောင်ပြီးရင်းနှီးမြှုပ်နှံမှုတွေချက်ချင်းရုပ်သိမ်းတင်မာတယ်လို့သူကပြောဆိုပါတယ်။ဒါပြင်အိန္ဒိယဆိုးရွားနေနဲ့လည်းမြန်မာဆဲဟုစုပေါ်ဆက်လက်နဲ့ရောင်းချမှုပိတ်ပင်ရေးချက်ချင်းပြဋ္ဌာန်းရန်တင်နန်းနဲ့စပယ်ဆိုင်ရာဗန်ပိုးမှုများအားလုံးကိုရပ်တန့်ရန်ချက်စစ်ပေါ်မြန်မာကဆက်လက်တောင်းဆိုခဲ့ပါတယ်။ မြန်မာဆဲအုပ်စုတန်ဆက်လက်နက်တင်ဖို့ရောင်းချမှုတွေကြောင့်2021ခုနှစ်မှာနော်ဒီယားဘဏ်ကဘီအက်ကုမ္ပဏီကို၎င်းတို့ရဲ့ထုတ်ပယ်စည်းရမ်းမှာထည့်သွင်းခဲ့တယ်လို့2023ခုနှစ်မှာလည်းနော်ဝေးချုပ်ချာဒဏ္ဍာရီမုံငွေအဖွဲ့ဟာဘီအက်ကုမ္ပဏီကို၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုစည်းရမ်းမှာထုတ်ပယ်ခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့တန်ရမ်းမှာဂျာပြဲနဲ့ပတ်သက်မှုကြောင့်ဖန်ဆီးခံရတဲ့ရမခအတိုင်းမှုဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုစစ်ဆေးရမှာမွေးရစင်းနဲ့လက်နက်တဲယူမှုများပါပေါ်ပေါက်ပြီးတော့ပြည်ငင်းဆန်ကားလိုက်နဲ့ကားများပါပိတ်သိမ်းရေယူခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့မှာဒီရောက်ချားဖျက်ငွေလိန်ခိုင်းများနဲ့ပတ်သက်မှုကြောင့်ဖမ်းဆီးခံရတဲ့အရှင်မြောက်တိုင်းစစ်ထနာချုပ်ရာမခတိုင်မှုဟောင်းဗိုလ်ချုပ်မြင့်ကျော်တို့ကိုစစ်ဆေးရမှာမိုးရစေဝါနဲ့လက်နက်တဲယုံမှုများပါပေါ်ပေါက်ပြီးတော့၎င်းနဲ့ပတ်သက်တဲ့ပြည်ငင်းဆန်ကားလိုင်းနဲ့ကားများကိုပါစကောင်းစစ်ကပိတ်ပင်သိမ်းယူလိုက်တယ်လို့တပ်ထရင်ရင်းမြစ်ကပြောဆိုပါတယ်။လက်ရှိမှာကိုကန် MND ရဲ့တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့်ဒိုင်းစစ်ထနာချုပ်လက်ကိုက်မရှိတဲ့ရှင်မြောက်တိုင်းစစ်ထနာချုပ်တိုင်မှုဟောင်းဗိုလ်ချုပ်မြင့်ကျော်တို့ဒိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးဒေါနိုင်စိုးအပါအဝင်ထိတ်တန့်ဆေးရရှိခြင်းငါးဦးကို ဖေဖော်ဝါရီလအတွင်းစကောင်းစစ်ကတရုတ်ဂျာပြန်ခိုင်များထံမှငွေယူမှုနဲ့ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းအဲဒီနောက်ဒိုင်းအိုစီချုပ်ဘုံမူကြီးထုံးနိုင်ဆိုကတော့ပြန်လည်လုံမြောက်လာခဲ့ကြောင်းအဲဒီနောက်မှာရခင်တိုင်းမိုးအောင်ဘုံချုပ်မြင်းကျော်ထုံးနဲ့ဒိုင်ရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမူနေလင်းတို့မှမူရဲ့ဇေဝါနဲ့လက်နက်သက်ရုံမှုတွေမှာပါဝင်ပတ်သက်နေကြောင်းထပ်မံပေါ်ပေါက်လာတယ်လို့သိရပါတယ်ထို့ကဲ့သို့ပေါ်ပေါက်လာတဲ့အတွက်၎င်းတို့နဲ့ပတ်သက်နေတဲ့ပြည်ငင်းဆန်ကားလိုက်နဲ့ကားများအလုံးကိုစကောင်းစစ်ကတင်းယူလိုက်ကြောင်းအဆိုပါပိတ်သိမ်းရေးရုံမှုကိုရမကတိုင်းမိုးတဲ့ဘုံမူချုပ်အင်းမင်းဦးကဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါတယ် အခုတန်ရံမြို့မှာပြင်းကြီးဆန်ကားကြီးကိုလက်ရှိရမခတိုင်းမှုဗိုလ်ချုပ်အင်းမင်းဦးကလိုင်းဆွဲနေတဲ့ expert ကားတွေရောအကုန်သိမ်းလိုက်ပြီ။တန်ရံကနေရန်ကုန်ကိုမိုးရေစေးဝါးနဲ့လက်နက်တွေကိုအမြဲတမ်းတည်ဆောင်ပေးနေတာ။နောက်ပြီးကားလိုင်းကအရင်ရမခတိုင်းမှုဗိုလ်ချုပ်မြင်းကျော်ထွန်းနဲ့အဆင်ပြေတော့တိုင်းမှုကိုလာဆင်းလာတိုင်းစကြေးပေးတယ်။တန်ရံမြို့နယ်ဥက္ကဋ္ဌဘုံမိုးနေလင်းကပါပါဝင်ပတ်သက်နေတော့ပြင်းကြီးဆန်ခိတ်ကိုဘယ်သူမှမထီရဲဘူး။တန်ရံမှာကလည်းပထမဦးဆုံးစဆောတဲ့ expert ကားလိုင်းကလည်းပြင်းကြီးဆန်မယ်။အရိကေကအရင်ကတည်းကမိုးရေစေးဝါးတွေတည်နေတာလူတိုင်းသိတယ်။ခဏခဏလည်းမိတယ်။ ဒိုင်မိုနဲ့မာဆာဖာဥက္ကဋ္ဌကိုပိုင်တော့ဘသူမှမပြောရဲကြဘူး။အခုကဒိုင်မိုအစ်ကချက်ချင်းအေးယူတာ။အခုပြင်းရင်းဆန်းကားခိတ်ကိုလည်းပိတ်လိုက်တယ်။ကားတွေလည်းတင်းလိုက်တယ်။လက်ရှိတန်ရန်ခိတ်ပိုင်းကလူတွေကတော့ထွက်ပြေးနေတယ်။တောင်ကြီးခိတ်မန္တလေးခိတ်ရန်ကုန်ခိတ်တွေလည်းအကုန်ပိတ်ပြီလို့တပ်သရင်းရဲမြက်ကပြောဆိုပါတယ်။တို့ရမမိုးရစိမ်းနဲ့လက်နဲ့တိတ်ယူမှုမှာပါဝင်ပတ်သက်နေတဲ့ဒန်ရန်မြို့နယ်စေမံဥချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမိုးနေလင်းကတော့ရေးယူခံရခြင်းမရှိကြအောင်ဘုံမိုးနေလင်းဟာဘူတင်နယ်ပတ်စံ46ချောင်းစင်းဖြစ်ပြီး လက်ရှိတန်ရန်ပြူအောင်မှုအသင်းနဲ့တပတ်ဆင်တဲ့မဲဆွေများဖြစ်ကြောင်းဒိုင်းမိုးတဲ့ဘုံမူးချုပ်အင်းမင်းဦးကိုတန်ရန်ပြူအောင်မှုအသင်းကဘုံမူးနေလင်းနဲ့ပတ်သက်ပြီးအာမခံခဲ့တာကြောင့်လူမျိုးလျက်ရှိကြောင်းသိရပါတယ်လက်ရှိတန်ရန်မှာရွှေလာရှိုးမိုးထကစတဲ့ပြန်ကားလိုင်းများဟာဆက်လက်လောက်ကင်လက်ပတ်နေဆဲဖြစ်ကြောင်းဒါပြင်တန်ရန်ခြေဆိုင်ကားလိုင်းများဟာစတဲ့ရဲ့ကြောတောင်းတော့ကန်ပေးမှုနဲ့မွေးရစေလန်းနန်းနဲ့တရားမဝင်ဖြစ်စီများတေယုံမှုမှာတနည်းတစ်ပုံပါဝင်ပတ်သက်လျက်ရှိတယ်လို့သိရပါတယ်။အကြမ်းလေးမိကတန်ရမ်းမှာဂျာပြန်းငွေလင်ခိုင်မားကိုစကောင်းစီကဖမ်းဆီးရေးယူစစ်ဆေးခဲ့ရမှာ ရခိုင်တိုင်းမိုးအောင်ဘိုလ်ချုပ်မြင်းချော်တုံးကလမ်းဝေးကိုခွင့်ပြုခဲ့တယ်ဆိုတဲ့စစ်ဆေးမှုရလဒ်များအရရေးယူခဲ့ကြောင်းဒိုင်အောင်စစ်ချုပ်ဘုံမူကြီးထွန်းအောင်ဆိုကတော့စကောင်းစီတွင်းရင်မှုဘိုလ်ချုပ်ကြီးအောင်လင်းတွေးရဲ့တူတော်ဆက်တာကြောင့်ပြန်လည်လုံမြောက်လာကြောင်းသိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြရင်ပြပါသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ